မင်္ဂလာပါရှင်ပြည်သူရေဒီယိုစာမအစီအစဉ်မှာကြိုဆိုပါရရှင်ဒီအစီအစဉ်မှာအတွေးခေါ်ဖော်ပြတိုးတက်စေမယ့်ပူတူတာများနှလုံးသားဖော်ပြစေမယ့်ယသစာပေများဖြင့်နိုင်ငံရေးပညာရေးလူမှုရေးစီးပွားရေးဆိုင်ရာစာမများကိုလည်းပြည်သူရေဒီယို People's Radio မြန်မာရဲ့အဖွဲ့သားများမှအပတ်စဉ်စနေနေ့တနင်္ဂနွေနေ့တွေမှာဖတ်ကြားထုတ်လွှင့်သွားမှာဖြစ်ပါရရှင် ခုဖတ်သွားမယ့် ဆောင်းပါးကတော့ DVB မှာ November လ29ရက်နေ့ကဖော်ပြခဲ့တဲ့ဆောင်းမရှင်အမီချူရေးခဲ့တဲ့အတူရောင်ရွေးကောက်ပွဲကငရဲဒုက္ခတွေကို အဆုံးတက်ပေးမှာမဟုတ်ဘူးဆိုတော့ဘာသာပြန်ဆောင်းပါးပဲဖြစ်ပါတယ်။မလေးရှားမှာ2025 ASEAN ထိပ်တီးစည်းဝေးပွဲကိုခန်းနာကြီးကျယ်စွာကျင်းပနေချိန်မှာဒီမြင်ကွင်းရဲ့နောက်ွယ်မှာတော့မြန်မာဒုက္ခတဲ့3,900ကျော်ဟာမလေးရှားမှာခိုလုံနေကြပါတယ်။ UNHCR အဆိုအရအဲ့ဒီအရေးအတွက်ရဲ့တဝက်ကျော်ဟာရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်ကောင်စောင်မင်းအောင်လှိုင်ကအာဏာသိမ်းလိုက်ပြီးဒီမိုကရေစီနီးကျရွေးကောက်ခံရတဲ့အစိုးရနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုဖျောက်ချခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေက နိုင်ငံကိုပြည်တွင်းစစ်ထဲတွန်းပို့ခဲ့ပါတယ်။အခုတော့ဆီအိုစုဟာနိုင်ငံရဲ့ထောက်ဝက်ကျော်ကိုပဲထိန်းချုပ်နိုင်တော့တဲ့အခြေအနေဖြစ်နေပါပြီ အာနာမသိရင်3လအလိုနိုဝင်ဘာ2020ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကမဲစုစုပေါင်းရဲ့82ရာခိုင်နှုန်းကျော်နဲ့အနိုင်ရရှိခဲ့တာပါပြည်တွင်းစစ်ကြောင်းနိုင်ငံသားထောင်ပေါင်းများစွာဟာအိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးခဲ့ရပါတယ်ဒါမှတိုင်ငယ်2018ခုနှစ်ရခိုင်ပြည်နယ်အကြမ်းဖက်မှုတုံးကလည်းရိုဟင်ဂျာတပ်တန်းနီးပါးအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပါတယ် နောက်ပိုင်းမှာတော့သူတို့တွေကအုပ်စုငယ်လေးတွေဟာဒေတာတွင်တဝိုက်ခိုလုံခွင့်ရဖို့ဆက်ရှာခဲ့ကြရပါတယ်။တိုးပွားလာတဲ့ဒုက္ခတဲ့အရေးအတွက်ကမြန်မာနိုင်ငံရဲ့အကျက်အတန်ပိုဆိုးလာတာကိုမိမောင်းထိုးပြနေပါတယ်။ဒီအကျက်အတန်ဆောင်လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါပြီ။လူခွင့်ရေးအဖွဲ့တွေရဲ့အဆိုအရစေအုပ်စုကလက်လွတ်ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကိုပြန်သိမ်းပိုင်နိုင်မှုစူးစမ်းနေပါတယ်။ ဒီအတွက်အရက်သားနဲ့လက်နက်ကင်တော်လိုင်းရေးတပ်ဖွဲ့တွေကိုတေးစီလောက်တဲ့လေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြကြောင်းတေဆုံမှုဦးရေကဆက်လက်မြင့်တက်နေပါတယ်။ပဏိပခါစောင့်ကြည့်ရေးအဖွဲ့ ACLED ရဲ့အဆိုအရ2025ခုနှစ်ဇန်နဝါရီလနဲ့မေလကြာမှာစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်း1100ကျော်ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ2023ခုနှစ်က169ကြိမ်နဲ့2024ခုနှစ်640ကြိမ်ကာလအတူတူတဲ့အများကြီးပိုများလာတဲ့အကြောင်းကို Nike Asia တည်င်းဌာနကဖော်ပြတာပါတယ်။မလေးရှားမှာဒုက္ခတဲ့တွေက နေရာတိုင်းမှာ ရှိနေပါတယ်။စားတောက်ဆိုင်စူပါမားကတ်စောင်းလုပ်ရေးလုပ်ငန်းခွင်တွေမှာတခြားရွှေ့ပြောင်အလုပ်တမှာတန်ပေါင်းများစွာလိုပဲအလုပ်လုပ်နေကြပါတယ်။သူတို့ဟာမလေးရှားစီးပွားရေးလေပတ်နေအောင်ကူညီပေးနေသူတွေပါ အမျိုးသားတွေကမြန်မာနိုင်ငံကိုပြန်ပို့ခံရမှာအရင်ကြောက်ကြပါတယ်။နေရပြန်ရောက်တာနဲ့အဖမ်းခံရ၊ရိုင်းနှက်ခံရဖို့တေချာတလောက်ရှိနေလို့ပါပဲ။အစိုးဆုံးအခြေအနေကတော့ညှဉ်းပန်းနှိပ်စက်ခံရပြီးအသက်ခံရနိုင်ပါတယ်။ဆေးအုပ်စုကအဲ့ဒါလို့ပြန်ပို့ခံရသူတွေကိုမယုံကြည်ကြတာများပါတယ်။သူတို့ကို PDF ထောက်ခံသူတွေအဖြစ်မကြာခဏဆွတ်ဆွဲလေးရှိကြပါတယ်။ ပြည်တွင်းစစ်ရှေ့ကြလာတာနဲ့အမျှပြန်လည်ရောက်ရှိလာတဲ့မြန်မာတွေဟာ PDF တွေနဲ့တခြားလက်နက်ကင်တော်လည်ရေးသမားတွေကို ပြန်တိုက်ဖို့အတင်းအဓမ္မစစ်သားစုဆောင်ခံရမှု ကံကြမ္မာနဲ့ရင်ဆိုင်နေကြပါတယ်ဒီလိုအကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကဒီစစ်ပွဲကိုဝင်ရက်ပေးဖို့အာဆီယံမှာဘလောက်အကန့်အသတ်ရှိတယ်ဘာမှမလုပ်နိုင်ဘူးဆိုတာကိုပို့ပေါ်လွင်နေစေပါတယ် အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ထဲမှာမြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအလုံးချက်ချင်းရပ်တန့်မှုတောင်းဆိုထားပေမဲ့ဒါကိုလှစ်လို့ရှုခံရပါတယ်။ဆယ်အုပ်စုကတရုတ်ရုရှားနဲ့အိန္ဒိယတို့ရဲ့ထောက်ခံမှုတွေနဲ့အတူခေါင်းမနေတော့မှာပဲ။နိုင်ငံတကာသဘောထားကလည်းတူတူအတွက်ဘာမှအရေးမပါသလိုဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရန်ကုန်မှာဆေးရရှိကြီးတအူးနဲ့ဒီမှာရှာရှာပပတွေးဆောင်ခဲ့ရပါတယ်။ သူပြောခဲ့တဲ့စကားတွေကသူတို့ရဲ့စိတ်နေစိတ်ထားကိုပေါ်ပြနေတယ်လို့စာရေးသူက ဆိုပါတယ်။သူကကဘာကြီးကကျွန်တော်တို့ကိုပိတ်ဆို့အေးယူတော့ဘာဖြစ်လဲ။ကျွန်တော်တို့တတ်တက်လုံးအပိတ်ဆို့ခံလာရတာကျွန်တော်တို့မှာရုရှားနဲ့တရုတ်ရှိတယ်။ကျွန်တော်တို့ကိုပိုင်လက်နက်တချို့ကိုလည်းကိုယ်တိုင်ထုတ်လုပ်နိုင်တယ်လို့ပြောခဲ့ပါတယ်။စစ်တပ်ရဲ့အုတ်ချုံမှုကိုတရားဝင်ဖြစ်အောင်ကြိုးပမ်းတဲ့အနေနဲ့အခုဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲ ပထမပိုင်းကိုကျင်းပဖို့စီစဉ်နေပါတယ် ဒါပေမဲ့လူခွင့်ရေလှောက်ရှာသူတွေနဲ့မြမအတိုက်ခံခေါင်းဆောင်တွေကဒီလုပ်ငန်းစဉ်ကိုအတုအယောင်ရှမ်းတစ်ခုအဖြစ်ပယ်ချတာပါတယ်။နိုင်ငံရေးအကျဉ်းသား2000 2000ကျော်ဟာအကျဉ်းချခံရတော့မှာသူတို့တဲမှာအသက်80ရွယ်ဒေါအောင်ဆန်းစုကြည်လည်းပါဝင်ပြီးသူ့ကိုတိုက်ပိတ်ခံရတယ်လို့ယူဆရပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ခမအရက်ကတဝက်မိဟာဆွဆွဝဝနေမကောင်းဖြစ်နေပြီးတင်းတော်တဲ့စေဝါကူတာခွင့်မရဘူးလို့တတိပေးတာပါတယ်။ သူ့အမေထောင်ထဲမှာပဲဆုံးမသွားမှာကိုသူစိုးရိမ်နေပါတယ်။ဆေအိုစုကနိုင်ငံရေးပါတီ40လောက်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ရွေးကောက်ပွဲအတွက်ကိုစလဲလောင်းတွေကလည်းဆေအိုစုလက်တင်ရာ စားတော်ခေါ်ထားတဲ့သူတွေလို့ရှုမြင်ခံနေရပါတယ်။ဆေအိုစုကရွေးကောက်ပွဲအတွက်လေးလာသူတွေဆေလွတ်ပေးဖို့အာဆီယံကိုတောင်းဆိုတာပါတယ်။ မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမတ်ဟာဆန်ကမြန်မာနိုင်ငံကို လေးလာသူတွေစေလွှတ်မဲ့ဆုံးဖြတ်ချက်ဟာအာဆီယံရဲ့စုပေါင်းဆုံးဖြတ်ချက်ဖြစ်ရပါမယ်။ဒါကိုထိတ်တီးစည်းဝေးပွဲမှာဆွေးနွေးမှာဖြစ်ကြောင်းဒီလအစောပိုင်းတည်င်းတောက်တွေကိုပြောခဲ့ပါတယ်။တည်င်းရင်းမြစ်တွေအရဖိလစ်ပိုင် မလေးရှားအင်ဒိုနီးရှားအပါအဝင်အာဆီယံနိုင်ငံအချို့ကလေးလာသူတွေစေလွှတ်တဲ့အပေါ်မှာကန့်ကွက်ခဲ့ကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံကတော့လီလာသူတွေဆေလွတ်တဲ့နယ်လို့ယုံကြည်ကြောင်းလူသိရှင်ကပြောတာပါတယ်ပြီးခဲ့တဲ့စနေတနင်္ဂနွေတုန်းက Mr. Hassan ကအာဆီယံဟာမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကိုမသားစီးနိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့နိုင်ငံခြားရေးဝန်ကြီးတွေကတော့ဒီပြိုင်ပွဲကိုတရားမျှတပြီးအားလုံးပါဝင်နိုင်စေချင်တယ်လို့ဆိုတာပါတယ်ဟာဆန်ကအစောပိုင်းမှာရွေးကောက်ပွဲအတွက်ရှင်းလင်းတဲ့စံနှုန်းတွေကိုတတ်မှတ်ခဲ့ပါတယ် ဒီရွေးကောက်ပွဲဟာဒီမိုကရေစီအခြေခံမူတွေကိုလိုက်နာရမယ်နိုင်ငံရေးပါတီအားလုံးပါဝင်ရမယ်အကြမ်းဖက်မှုတွေရပ်တန့်ရမယ်လို့သူကအလေးပေးပြောခဲ့ပါတယ်။ဒါပေမဲ့အာဆီယံခေါင်းဆောင်တွေတွေ့ဆုံပြီးတဲ့နောက်ကြီးညာချက်တဆောင်ထုတ်ပြန်ခဲ့တဲ့အထဲမှာတော့မြန်မာနိုင်ငံမှာအရတားတွေအပေါ်ဆက်လက်ကျူးလွန်နေတဲ့အကြမ်းဖက်လုပ်ရွက်တွေကိုချုပ်ချခဲ့ပါတယ်။ ပါဝင်ပတ်သက်သူအားလုံးကအချမ်းဖတ်မှုတွေချက်ချင်းရက်တံမှုအယက်တာအားလုံးရဲ့ဘေးကင်းမှုကိုအာမခံပေးဖို့လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအတွက်တင်းတော်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့တိုက်တွန်းခဲ့ပါတယ်။ဂျင်ညာချက်ထဲမှာလေးလာသူတွေဆေလွတ်မဲ့အကြောင်းကိုတော့ဘာမှပြောမသွားခဲ့ပါဘူး။ဒါဟာသဘောတူညီမှုတစ်ခုမရရှိခဲ့ဘူးဆိုတဲ့လက္ခဏာပါ။ လေးလာတို့တွေစေလော့တာဟာရွေးကောက်ပွဲကိုတရားဝင်ဖြစ်အောင်လုပ်ပေးတာနဲ့အတူတူပါပဲဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရဲ့အခြေခံအကျဆုံးအခြေအနေတွေကိုတော့ပြည့်မီလိုက်မှာမဟုတ်ဘူးလို့ညွန်ပြနိုင်တာဘာတစ်ခုမှမရှိပါဘူးဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရဲ့အခြေခံအကျဆုံးအခြေအနေတွေကိုတော့ပြည့်မီလိုက်မယ်လို့ညွှန်ပြနိုင်တာဘာတစ်ခုမှမရှိပါဘူး မြန်မာနိုင်ငံမှာလူခွင့်ရေချိုးဖောက်မှုတွေကကြောင်းမက်ဖွယ်ကောင်းကောင်းအောင်ဆိုးရွားလာပါတယ်။ဩဂုတ်လကထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာကုလသမဂ္ဂလူခွင့်ရေမဟာမင်းကြီးရုံးကစစ်တပ်ရဲ့ကြမ်းကြုတ်ရက်ဆက်တဲ့အဖြစ်အပျက်တွေကိုပြန်လည်ဖော်ပြခဲ့ပါတယ်။ဒီအဒီထဲမှာငင်းပန်းနှိပ်စက်မှုခေါင်းဖြတ်တတ်မှုတွေလည်းပါဝင်ပါတယ်။မတန်တင်လာတဲ့တိုက်ခိုက်မှုတွေကနမဲအစိုးဆုံးတစ်ခုကတော့2024ခုနှစ်အောက်တိုဘာလ18ရက်ကဖြစ်ပွားခဲ့တာပါ။ စစ်တပ်ကစကိုင်းတိုင်းစီပါရွာကိုဝင်ရောက်ခဲ့တဲ့ဖြစ်စဉ်မှာမျက်မြင်တပ်တွေရဲ့ပြောဆိုချက်အရခေါင်းဖြတ်ကလီစာထုတ်ခံရတဲ့အမျိုးသားအလောင်း၃လောင်းတွေ့ရရတယ်လို့သိရပါတယ်။ခနာကိုအစိပ်ပိုင်းတချို့ကိုမီးရှို့ပြီးရွာထဲမှာအပုံလိုက်ပစ်ထားတာဒါမှမဟုတ်ဖြန့်ကျဲထားတာမျိုးလုပ်ခဲ့ပါတယ်။ရွာသားတအူးကသူတို့ကအလောင်းတွေကိုစက်သားတုံးနဲ့လို့တုံးထားတာ ခေါင်းချက်တော့လက်မောင်းတွေပြီးတော့ဘိုက်ကိုလည်းဖွင့်လာတယ်။နှလုံးကိုပကံများတစ်ချက်ပေါ်တင်ထားခဲ့တယ်လို့ပြန်ပြောပြပါတယ်။ဆေအိုးစုဟာသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်တရားဟန်ပြအတူဖန်တီးခြင်းနေပါတယ်။ဒီရွေးကောက်ပွဲအတွက်အတိအမှတ်ပြုမှုရအောင်စူးစမ်းနေတာပါ။ဒါမှစီးပွားရေးလုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒီအတူအောင်ရွေးကောက်ပွဲကနိုင်ငံခြားယင်းနှီးမြုံနှံသူတွေအတွက်လည်းအခွင့်အလမ်းဖြစ်သွားစေပါလိမ့်မယ်။ သူတို့ဟာလူခွင့်ရေချိုးပေါမှုတွေကိုမျက်စိမိုက်ထားပြီးနိုင်ငံတဲကိုလာပြီးရင်းနှီးမြှုပ်နှံမှုပိုလွယ်ကူသွားပါလိမ့်မယ်လရှိမှာတော့ American Canada ပြည်တိုင်း Australia နဲ့ဥရောပတမဂါတို့ကအာဏာသိမ်းမှုကိုတုံ့ပြန်တဲ့အနေနဲ့မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပါတယ် တောက်ကြနေတော့ကလည်းအာဆီယံဒေတာအတွင်းနဲ့နိုင်ငံတကာကအလौဒမားတမကတွေအရက်ဘတ်အဖွဲ့အစည်းတွေနဲ့လူအခွင့်ရေးအဖွဲ့အစည်းပေါင်း308ဖွဲ့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလုံးဝပယ်ချဖို့အစိုးရတွေကိုတောင်းဆိုတဲ့ထုတ်ပြန်ချက်တစောင်းထုတ်ခဲ့ပါတယ်။သူတို့ကဒီရွေးကောက်ပွဲဟာကြောင်းမက်ဖွဲ့အုပ်ချုပ်မှုကိုတရားဝင်ဟန်ပြဖို့ဆိုတဲ့လှည့်ကွက်တစ်ခုပဲလို့ဆိုပါတယ်။ သူတို့က2025အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရန်ဟင်ကိုလည်းအမန်တရားဘက်ကရက်တီပြီးစံပြဖြစ်တဲ့ဥဆောင်မှုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။အန်ဝါအီဘရန်ဟင်ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအတွက်တသက်လုံးတိုက်ပွဲဝင်ခဲ့သူနိုင်ငံရဲ့အရာနှိမ့်ဆက်ညံမှန်မှုတွေကိုကိုယ်တိုင်ခံခဲ့ရတဲ့သူမျိုးသူ့ရဲ့အတန်းဟာအကျယ်လောင်ဆုံးဖြစ်ရမယ်လို့သူတို့ကဆိုပါတယ်။ အခုလက်ရှိအခြေအနေအရမြန်မာနိုင်ငံဟာအရှိတောင်အာရှဒေတာတစ်ခုလုံးရဲ့တည်ငြိမ်မှုကိုအကြီးအကျယ်ပြတ်ပြားစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပါပြီ။အာဏာသိမ်းမှုကြောင့်နိုင်ငံရဲ့တချို့နေရာတွေဟာတရားဥပဒေမဲ့ဖြစ်သွားပါတယ်။ကုလသမဂ္ဂရဲ့အဆိုအရဒီနေရာတွေဟာလိမ်လည်မှုစခန်း scam center တွေရှင်းတန်းကြီးထွားဖို့မြေတောင်မြောက်ပေးတယ်လို့ဖြစ်နေပါတယ်။အဲ့ဒီစကမ်းတွေမှာလူပေါင်းတသိန်း2000ကျော်လူကုန်ကူးခံရပြီးကျွန်းအဖြစ်ခိုင်းစေခံရပါတယ် အလုတ်တမားတွေကအများအပြားကငြင်းမနှိပ်ဆက်ခံနေရပြီးတချို့ကအသက်ဆုံးမသွားခဲ့ကြပါဘူး။ကမ္ဘာတဝန်းကလူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာ လိမ့်လည်နေတဲ့ဒီလုပ်ငန်းတွေဟာမြန်မာနိုင်ငံရဲ့ပဏိပခစီးပွားရေးတွေကိုစနစ်တကျဝင်ရောက်နေပြီးအာနာယစက်ကောင်စီကလည်းသူတို့နဲ့မဟာမိတ်ဖြစ်သူတွေကိုချမ်းသာအောင်လုပ်ပေးဖို့ဒီငွေလိုင်းစီမံကိန်းတွေကို ခွင့်ပြုအစင်ပြေအောင်ကူညီပေးနေတယ်လို့ Australia မဟာဗျူဟာ policy တက္ကသိုလ်ရဲ့ စက်တင်ဘာလအစီရင်ခံစာမှာဖော်ပြတာပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးမငြိမ်သက်မှုအခြေအနေကြောင့်မူရေးစေဝါနဲ့တရားမဝင်လက်နက်တွေအများအပြားနိုင်ငံတွေကနေစီးထွက်လာတာကိုလည်းတွေ့မြင်ရပါတယ်စစ်ကောင်စီကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာအောင်ဖိအားပေးဖို့အာဆီယံမှာရှက်ရှက်ပပအခွင့်အရေးတစ်ခုရနေပါပြီဒီအခွင့်အရေးကိုတော့အတုံးမချနိုင်ခဲ့ဘူးဆိုရင်မြန်မာအရက်သားတွေရောကြံတဲ့အာဆီယံနိုင်ငံတွေပါတန်ကြေးပိတ်ဆက်ရပါလိမ့်မယ် ဒီတန်ကြီးတွေကတော့တရားဥပဒေမဲ့အာဏာရှင်နိုင်ငံကနေထွက်ပေါ်လာတဲ့ဒုက္ခတွေတွေလူကုန်ကူးမှုလိမ်လည်မှုစခန်းတွေမှာကြုံပြုခံရမှုဝေကြေးဆုံးရှုံးမှုမူရစေပုံမှုတုံးဆွဲလာမှုနဲ့တနက်ကန်အကြမ်းဖက်မှုတွေပဲဖြစ်ကြပါတယ်အီမီချူ reference d interpreter lowy institute Law Institute website မှာတည်နှောင်း image ကိုရေးသားထားတဲ့ Asham Election offers no end to Myanmar's suffering တည်ဆောင်းမကိုဗာရာပြန်ဆိုဖော်ပြထားခြင်းဖြစ်ပါတယ်။သောမရှင်များနဲ့နာဆင်သူမိဘပြည်သူများအားလုံးကိုပြည်သူရေဒီယိုမိုင်းတော်သားများမှကျေးဇူးထူးတင်ရှိပါတယ်ရှင်။